အုပ်စုတွေလှုပ်ဆော်ပါတယ်ထို့တော်လည်းပဲကျွန်တော်တို့စာနာပြတဲ့သူကတယောက်ပဲရှိပါတယ်အဲ့ဒီတယောက်ကိုလည်းထိုင်းရေးတဖွဲ့ကဖမ်းထားပါတယ်အဲ့တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်မနေ့ကမိုးလယ်ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဒီနေ့ပြီးတော့အပြည်ပြည်ဆိုင်လေဆိပ်ကနေပြီးတော့ထိုင်းနိုင်ငံကိုထွက်ခွာသွားပါတယ်ပြီးတော့ကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့ကို3နာရီနဲ့အဲ3နာရီနဲ့ကျွန်တော်တို့46မိနစ်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ရောက်ပါတယ်ရောက်ပါတယ်အဲ့တော့မနေ့ကတော့ဒီနာဆာကဥက္ကဋ္ဌကဒါ ဒါတိကျတွေ့ဆုံတာကနီပေါ်ဝင်ကြီးယုံနဲ့တိကျတွေ့ဆုံတယ်ပြီးသွားတော့ကျွန်တော်ဒီကနေ့မှာတော့ဒါထိုင်းနိုင်ငံရဲ့ဝင်ကြီးယုံနဲ့တိကျတွေ့တယ်ပြီးရင်တော့ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံရဲ့ဝင်ကြီးယုံနဲ့တိကျတွေ့ပါတယ်တိကျတွေ့တဲ့အခါမှာလည်းကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီငလင်ငလင်ဘေးတင်မှုနဲ့ပတ်သက်ပြီးတော့ဒါအကျယ်တဝန်ဆွေးနွေးတော့တာရှိတယ်ပြီးသွားရင်လည်းကျွန်တော်တို့လက်ရှိဒီထိုင်းနိုင်ငံကဒါထိုင်းနိုင်ငံကကျွန်တော်တို့ ဒါလူမှုကွန်ကြီးအဖွဲ့တွေပြီးကြတော့ကျွန်တော်ဒီထိုင်းနိုင်ငံကနေကွန်ကြီးထောက်ပံ့ပေးမှုတွေကိုကျေးဇူးတင်ကြအောင်ဒါကျွန်တော်ပြောကြားခဲ့တာလည်းရှိပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့အိန္ဒိယဝန်ကြီးဝန်ကြီးချုပ်နဲ့လည်းလက်ရှိဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေဒါဆွေးနွေးလို့ကျွန်တော်နားလည်ရပါတယ်ထို့အတူပါပဲကျွန်တော်လက်ရှိဒီမြန်မာနိုင်ငံရဲ့ငလှင်ပေးတဲ့ဒေသတွေမှာအိန္ဒိယနိုင်ငံကနေပြီးတော့ကျွန်တော်တို့ဗတ်ပေါင်းစုံကနေပြီးတော့ပါဝင်ကွန်ကြီးပေးမှုကိုလည်းဒါဒါကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအုပ်ခတ်ကြီးကကျေးဇူးတင်ကြအောင်ဒါပြောဆိုခဲ့တာလည်းရှိပါတယ် တော်တော်လေးတော့ကျွန်တော်တို့မြန်မာနိုင်ငံရေးကအဆုံးဝင်စားဖို့ကောင်းပါတယ်။အဲ့မှာကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကောင်စီဥက္ကရာရဲ့ဒီထိုင်းနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးတော့ NUG ရဲ့ဒီထောက်ဖို့ရမ်းမင်းအုပ်စုကဒါဧပြီလ၄ရက်နေ့ကနေပြီးတော့ဧပြီလ၄ရက်နေ့ငိုင်းနေ့မှာဆန္ဒပြဖို့ထိုင်းရောက်မြန်မာလူသားတွေဆန္ဒပြဖို့ဆန္ဒပြတဲ့အခါမှာကျွန်တော်အမဲအောင်ဝတ်စုံပြီးအမဲအောင်အမဲအောင်ကျွန်တော်တီရှပ်လေးရမယ်စပုတ်ရှပ်လေးရမယ်ရှိုင်းအိမ်လေးရမယ်ပေါ့ဗျာစသဖြင့်အဲ့ဒီအမှတ်သားတွေနဲ့ဒီနာဆာကဥက္ကရာရဲ့ခီးစဉ်ကိုဆန္ဒပြဖို့ဆိုပြီးလှုပ်ဆော်ခဲ့ပါတယ်ဒီရမင်းရဲ့လှုပ်ဆော်မှု နောက်ပိုင်းနောက်ပိုင်းမှာကျွန်တော်တို့ကျွန်တော်ဒီခစ်တက်ကလည်းဒီသတင်းကိုကျွန်တော်တို့ဒါတော်တော်လေးကိုဖော်ပြတာတွေ့ရပါတယ်အဲ့လိုဖော်ပြချက်တွေပြီးတဲ့အခါမှာကျွန်တော်တို့လည်းဒါအထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေမြန်မာလူအဖွဲ့အစည်းတွေကျွန်တော်တို့ဒါဆက်သွယ်ပါတယ်ဆက်သွယ်တဲ့အခါမှာဒီလိုမျိုးဒီရဲမင်းကလှုပ်ဆော်တယ်ပြီးကျွန်တော်ခစ်တက်ကလည်းဒီပုံမှာလှုပ်ဆော်တယ်လှုပ်ဆော်တဲ့အခါမှာဒီထိုင်းအစိုးရအဖွဲ့ကလည်းသူရဲ့တပ်ဆိုင်ရာနေပြည်တော်ကိုနေပြည်တော်ကျွန်တော်တို့သူတို့အောက်မှာရှိတဲ့ဆက်ယုံတွေဆက်မှုစုံတွေကိုဘာအမိတ်ပေးလဲဆိုတော့နံပါတ်1 ဆန္ဒပြတဲ့ဆန္ဒပြရဲ့ဒီအနက်ရောင်ဝတ်စုံနဲ့ဆန္ဒပြရင်အဲ့ဒီလူတွေကိုနေရပြန်ဖို့မယ်နံပါတ်2ကတော့ကျွန်တော်တို့တည်ဆဲဥပဒေအရေးယူမယ်နံပါတ်3ကတော့ကျွန်တော်အလုပ်ထုတ်မယ်ကြိုက်တာရွေးဆိုပြီးတော့တို့အဲ့ဒီသဘောနဲ့ဒီထိုင်းအစိုးရကယာစံတန်ပေးပါလေအဲ့လိုယာစံတန်ပေးမှုတွေကြောင့်ကျွန်တော်တို့ဒီ NUG မှာရှိတဲ့ဒီ NUG ရေကိုထောက်ခံတဲ့အလုပ်သမားအုပ်စုတွေကတော့တရားမှဆန္ဒပြတာမတွေ့ရပါဘူးဒုတိယချက်ကတော့ကျွန်တော်တို့ဒုတိယချက်ကတော့ကျွန်တော်တို့လက်ရှိတော်လိုင်းရေးဆိုတဲ့ဟာကိုအယုံကြည်မရှိလို့အယုံကြည်မရှိလို့ ထိုင်းမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကလည်းဆန္ဒမပြပါဘူးအဲ့တော့ရှာရှာပပအနေနဲ့ကျွန်တော်တို့ဒါကျွန်တော်တို့တရားမှာတရားမှာကျွန်တော်တို့ဒီဗနိုင်းပေါ့ဗျာဗနိုင်းနဲ့ဒီဆန္ဒပြတာတခုရှိတယ်ပြီးတော့ကျွန်တော်အမျိုးသားတယောက်ဆန္ဒပြတာရှိတယ်အဲ့တော့ဒီတရားမှာတရားမှာကျွန်တော်တို့ဒီဗနိုင်းချိန်ပြီးတော့ဆန္ဒပြတဲ့သူတွေကိုလည်းလက်ရှိဒီထိုင်းစုအဖွဲ့က CCTV နဲ့မှတ်တမ်းနဲ့လိုက်ပြီးတော့အရေးယူဖို့လုပ်နေတယ်နောက်တစ်ခါကျွန်တော်တို့ဒီဆန္ဒပြဖို့အတွက်စ조사တဲ့အမျိုးသားတယောက်ကိုလည်းဒါထိုင်းစုကဖမ်းဆီးထားကြောင်းအရေးယူသွားမှာဖြစ်ကြောင်းသူတို့ဘက်ကလည်းဒီဖော်ပြတာတွေ့ရပါတယ်အဲ့တော့ တော်တော်လေးတော့ကျွန်တော်တို့ဒါတော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ်တော်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေဖြစ်ပါတယ်လက်ရှိဒီနိုင်ငံတော်ဝင်ရုပ်ကြီးကတော့ဒါအထိုင်းနိုင်ငံမှာဒီ best set အစည်းအဝေးကိုဒါတက်ရောက်နေပြီဖြစ်ပါတယ်အဲ့တော့ best set အဖွဲ့ဝင်နိုင်ငံတွေကတော့အိန္ဒိယထိုင်းမြန်မာဘင်္ဂလားဒေ့နီပေါ်သီရိလင်္ကာနဲ့ဘူတန်နိုင်ငံတို့ဖြစ်ပါတယ်ဘူတန်နိုင်ငံလို့ဖြစ်ပါတယ်လက်ရှိဒီ best set အစည်းအဝေးကနေပြီးတော့ဒါအစည်းအဝေးထွက်ပေါ်မှုအစည်းအဝေးအစည်းအဝေးအဖွဲ့ဝင်တွေရဲ့ဒီအဖွဲ့ဝင်တွေရဲ့သဘောတူညီချက်ကတော့လက်ရှိဒီမြန်မာနိုင်ငံရဲ့ငလျင်ဘေးနဲ့ပတ်သက်ရင်တို့က ဒါကျွန်တော်တို့ထက်ထက်ဝင်ဝင်ကူညီမယ်လို့ဒါဆုံးဖြတ်ချက်တခုထွက်လာတယ်ပြီးတော့လည်းပဲကျွန်တော်တို့ဒါဒါကမ္ဘာအင်အားကြီးနိုင်ငံတွေပါဝင်တဲ့ဒီအဖွဲ့အစည်းတွေကလည်းလက်ရှိဒီမြန်မာနိုင်ငံကိုငလင်ပေးနေပတ်သက်ပြီးတော့ဒါလှူဒန်းမှုတွေပြုလုပ်သွားမယ်လို့ဒါသူတို့ဘက်ကလည်းကျွန်တော်တို့ဒီထုတ်ဖော်ပြောဆိုနေတာကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်နောက်ထပ်ဒီဒီနာဆာကဥက္ကရာရဲ့ထိုင်းနိုင်ငံခီးစင်နဲ့ပတ်သက်ပြီးတော့ပတ်သက်ပြီးတော့ဒီကနေ့ဒီကနေ့မှာပေါ့ဒီ NGO အုပ်စုတွေကသူတို့တစ်တော့တွေ TikTok platform တွေမှာလည်းတွေ့ရတယ်ပြီးရင်ကျွန်တော် Facebook platform တွေမှာလည်းတွေ့ရ YouTube platform တွေမှာလည်းတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ငါစကဥက္ကရာရဲ့ခီးစဉ်ကိုထိုင်းမှာရှိရထိုင်းနိုင်ငံသားတွေကဆန္ဒပြတယ်ဗောဗျာဆန္ဒပြတယ်ဗောအဲ့ဒီ TikTok file ကိုတက်နေတကယ်ကတကယ်ကကျွန်တော်တို့တောင်းသူလေဒီထိုင်းမှာရှိတဲ့တောင်းသူလေသမားတွေကသူတို့ရဲ့ရပိုင်ခွင့်တိနဲ့ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ထိုင်းဆိုအကိုဆန္ဒပြတာထိုင်းနိုင်ငံသားတွေနော်မြန်မာနိုင်ငံလက်ရှိနာဆကဥက္ကရာကိုဆန္ဒပြတာတရားမှမရှိဘူးလက်ရှိတက်နေတဲ့ဗီဒီယိုဖိုင်တွေကထိုင်းနိုင်ငံသားတွေက သူတို့ရဲ့ဒီလေယာဉ်မြေနဲ့ပတ်သက်တဲ့တင်းညာနေနဲ့ပတ်သက်တဲ့ကိစ္စရက်တွေကိုမကျေနပ်လို့ထိုင်းအစိုးရကိုဆန္ဒပြခဲ့တာအဲ့ဒါလည်းတိတော့ဗီဒီယိုအဟောင်းနေပြီးတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံရဲ့နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စီဝင်ဖိုင်တွေရှိတယ်အဲ့ဒီဖိုင်တွေကိုလည်းလက်ရှိအလားဒီဒီနီပိအုပ်စုတွေကအာဒါကနာဆာခဥက္ကဋ္ဌကိုဆန္ဒပြနေပါပြီဆိုတော့သူတို့ကထတ်တယ်နေယုံတဲ့လူတွေလည်းယုံတယ်ဒါကြောင့်ကျွန်တော်နီပိကြီးလို့ပြောတာမှားတော့မမှောက်ဘူးဗျဒီထိုင်းနိုင်ငံသားတွေကဘာတွေပြောနေလဲဆိုတာလည်းသူတို့မသိဘူးအဲ့မှာကျွန်တော်တို့ဒီ TikTok မှာဆိုလဲသူရဲ့ဒီ translate တွေရှိတယ်တောက်လျှောက်ကိုဘာသာပြန်ပေးတယ် Facebook မှာလည်းဘာသာပြန်ပေးတယ်အဲ့ဒါကိုလည်းသူတို့မသိဘူးအာဟိုဟာရေးလိုက်လည်းမှန်တယ်ဒီဟာရေးလိုက်လည်းမှန်အဲ့ဒီလိုအုပ်စုရတဲ့အုပ်စုရှိတယ်ကိုယ်ဖိနေကိုဘာဝင်မှန်းမသိဘူးအဲ့လိုအုပ်စုတွေရှိတယ်အဲ့လိုအုပ်စုကတိတိကျကျရှိတယ်အဲ့တော့လက်ရှိဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအခုလည်းရထိုင်းနိုင်ငံခီးစင်မှာစာနာပြရတယ်ဆိုလို့ခုနကကျွန်တော်ရှေ့ရတင်ပြတဲ့တကားမှာအဲဒါကမှကျွန်တော်တို့ဒါဗန်နိုင်းကပီဆန္ဒပြခဲ့တာအမျိုးသားတယောက်ကဆန္ဒပြဖို့ကြိုးစားတာဒီနှစ်ခုတော့ရှိတယ်အဲမှာသူတို့အနေရောင်ဝတ်စုံနဲ့ဆန္ဒပြရည်လည်းမရှိဘူး လှုပ်ရဲလှုပ်လှုပ်တာနဲ့ဒီထိုင်းနိုင်ငံဆိုတာဖမ်းမယ်ဖမ်းပြီးမြန်မာနိုင်ငံပြန်ပို့မယ်တီဇဲဥပဒေနဲ့အရေးယူမယ်အလုံးထုတ်မယ်ကြိုက်တာယူဆိုပြီးတော့တခါလေးပေးထားပြီးစာတခါလေးပေးထားပြီးစာအဲ့တော့အန်ယူဂျီအုပ်စုတွေရောဗျာတခါထပ်ပြီးလှုပ်ဆော်သေးတယ်ဗာအင်တာပိုကနေပြီးတော့ဒီနောက်ဆက်နောက်ဆက်အုပ်တွေဖမ်းဆီးပေးဖို့အစသဖြင့်အမျိုးမျိုးဗျာခမရားလည်းဗျာဖြစ်နိုင်မလားဗျာဖြစ်နိုင်မလားဒီလူတွေရဲ့အတွေ့အခေါ်ကခမရားဘာမှမရှိဘူးဖြစ်နိုင်လားလည်းမသိဘူးမဖြစ်နိုင်လားလည်းမသိဘူးလှော်မယ်ဆိုတာကြီးပဲ လောမယ်ဆိုတော့အဲလောဖို့တတ်တတ်အုပ်စုတော်စုရှိတယ်အဲ့တော့သူတို့တွေကတကယ်ဖြစ်ရအမှန်ကိုဖုံးပြီးဖုံးပြီးနဲ့အဲ့ဒီဘက်ကြာဆုံးတာပဲအန်ယူဂျီဘက်ဘာကြောင့်ကြာဆုံးရလဲဆိုရင်သူတို့သူတို့ရဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းရဲ့မတရားမှုတွေကိုဖော်ထုတ်ရတာတခုမှမရှိဘူးအဲ့ဒီလိုဖီး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 နဲ့သူတို့ကိုဘယ်သူတို့ကိုထောက်ခံတဲ့သူတွေကအစဘယ်သူမှယုံကြည်မှုမရှိတော့အဲ့ဒါပဲအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့ ဒါနာဆကဥရရဲ့ကျွန်တော်တို့ထိုင်းနိုင်ငံခီးစဉ်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိတော့ကျွန်တော်ဒီ best အဖွဲ့ဝင်နေနိုင်ငံတွေကတော့ဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးနဲ့ပတ်သက်ရင်တို့ကဒါပြပြဝဝထဲထဲဝင်ဝင်ကူညီမယ်လို့တို့ဘက်ကတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချထားတယ်ပြီးကျွန်တော်အိန္ဒိယဝန်ကြီးချုပ်ကြီးကလည်းလက်ရှိဒီ

တည်နေတဲ့အခြေအနေပါအဲ့တော့ဒီအပိုင်းမှာကျွန်တော်တို့ဒီရုရှားနိုင်ငံဒီဒီအပိုင်းမှာကျွန်တော်တို့ဒီမန်လေးမြို့ကိုရောက်ရှိနေတဲ့ရုရှားရုရှားနိုင်ငံကကျွန်တော်တို့လူမှုကွန်ရက်အဖွဲ့တွေပြီးကျွန်တော်တရုတ်နိုင်ငံကလူမှုကွန်ရက်အဖွဲ့တွေအိန္ဒိယနိုင်ငံကလူမှုကွန်ရက်အဖွဲ့တွေပြီး BNN နိုင်ငံကလူမှုကွန်ရက်အဖွဲ့တွေအပါအဝင်အာဆီယံနိုင်ငံတွေကကျွန်တော်ကမ္ဘာနိုင်ငံတွေရဲ့ဒီလူမှုကွန်ရက်အဖွဲ့တွေကိုဒီမန်လေးမြို့ကနေကကျွန်တော်တို့အချို့ရေးပေးတာလေပြီးတော့ကျွန်တော်ဖျက်သီးပေးတာလေပြီးရင်ကျွန်တော်လက်ဖမ်းတဲ့ဧကန်နာတွေပြီးရင်ကျွန်တော်မြန်မာထွက်ကုန်နေတဲ့ဧကန်နာတွေလောက်တယ် အဲ့ဒီဟာတွေပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလူမှုကွန်ရက်အဖွဲ့တွေပြည်ပနိုင်ငံကကျွန်တော်တို့ဒီလူမှုကွန်ရက်အဖွဲ့တွေကပျော်လို့တို့ရဲ့ဒါဆိုရှယ်ပလက်ဖောင်းတွေမှာတင်တယ်တို့ရဲ့ဒီဆိုရှယ်ပလက်ဖောင်းတွေကိုကြည့်ပြီးတော့တို့ရဲ့မိခင်နိုင်ငံတွေမှာရှိနိုင်ငံသူနိုင်ငံသားတွေကလည်းဟာမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံနိုင်ငံသားတွေရဲ့စိတ်ကဒါပါလားပြူမာပါလားဖော်ရပါလားဆိုတာမြင်ကြရတယ်ပြီးတော့ဒီရဲ့ဘိုင်းမှာကျွန်တော်ထပ်တွေ့ရတယ်ဒါ VN နိုင်ငံပေါ့ VN နိုင်ငံသားတွေပေါ့ VN နိုင်ငံကဒီလူမှုကွန်ရက်အဖွဲ့တွေကတို့ကဒီကျွန်တော်တို့ အတိရွက်ရောင်းမြန်မာအတိရွက်ရောင်းတဲ့နေရာမှာတို့ကဈေးဝယ်တယ်ပေါ့ဗျာဈေးဝယ်တယ်အဲ့မှာဂေါ်ဘီတွေတွေ့ရတယ်ခရမ်းညင်တွေတွေ့ရတယ်အဲ့ဒီနေရာမှာကျွန်တော်တို့မြန်မာအိမ်နဲ့မြန်မာအမျိုးသမီးတယောက်ကဟာဒီဘက်ဆောင်ကိုကျွန်မရှင်းပြရစီမြန်မာနိုင်ငံကိုလာရောက်ကူညီမှုပေါ်မှာတို့ကျေးဇူးတင်တယ်ဆိုပြီးတော့မျက်ရည်ဝယ်ပြီးတော့သူကပြောတယ်ပြောတဲ့အခါမှာဒီဒီ BNN နိုင်ငံသားကလည်းဒီမြန်မာနိုင်ငံသားတွေနဲ့တို့အတူတူရှိနေပါတယ်တို့မြန်မာနိုင်ငံလေးရဲ့ဒီငလင်ဘေးနဲ့ပတ်သက်တို့အစွမ်းကိုကူညီပေးပါမယ်ဆိုပြီးတော့ဒါပြောခဲ့တယ်အဲ့ဒီမှာအဲ့ဒီရဲ့ဖိုင်ကကျွန်တော်တို့ဒီ BNN နိုင်ငံရဲ့ဒါမီဒီယာတွေ မီဒီယာတွေမှာလည်းတော်တော်လေးပြန်ပြန်တယ်ပြီးကျွန်တော်တို့ရဲ့ဒီ social platform တွေမှာတော်တော်လေးပြန်တယ်ဟာမြန်မာနိုင်ငံသားတွေရဲ့ဖုတ်ရမှုကဒါပါလားမြန်မာနိုင်ငံသားတွေရဲ့စိတ်ကဒါပါလားဆိုတော့ပြည်နယ်နိုင်ငံသားတွေကဒီပုံမှာတော်တော်ကြီးကိုကျွန်တော်တို့ဒါသူတို့နိုင်ငံကလည်းတော်တော်ကြီးကိုဒီမြင်ဝင်နေကြည့်ပြီးတော့တော်တော်လေးပျော်ရွှင်နေကြတယ်ပျော်ရွှင်နေကြတယ်တရုတ်နိုင်ငံသားလည်းထုံနေတူပဲအဲသူတို့ကိုကျွန်တော်တို့ဒီဒါဒါကျွန်တော်အချွေဘူးတွေပေးလို့ပျော်နေတာတွေရုရှားနိုင်ငံလည်းထုံနေတူပဲအိန္ဒိယနိုင်ငံလည်းထုံနေတူပဲပြီးကျွန်တော်တို့လက်ရှိဒီထိုင်းနိုင်ငံသားတွေကလည်းသူတို့ချက်အင်ကြီးတွေဝယ်တယ်ပေါ့ တိတော့ဆယ်လီတယောက်ရဲ့ဒီဆိုင်မှာရှိုင်းနေဝယ်တယ်ဝယ်တဲ့ကမှာဒီဒီဒီစိုက်ပိုက်ရှင်းအမျိုးသမီးရလဲသူတို့အလကားပြေးတာဒါထိုင်းနိုင်ငံလည်းမယူဘူးပြီးတော့အမှသူတို့သူတဝက်ကိုတဝက်နဲ့သူတဝက်ပဲပြေးပါအစသဖြင့်ဒီလိုမျိုးပြောဆိုမှုတွေကလည်းဒီထိုင်းမီဒီယာတွေမှာတတော်လေးကျွန်တော်ပြန့်လွင်နေတယ်အဲ့တော့ဒါကဘာကိုပြလဲဆိုမြန်မာနိုင်ငံသားတွေရဲ့ပင်ကိုစိတ်ကိုပြတာရလဲရောက်တယ်အဲ့တော့ခင်ဗျာဒီမြန်မာနိုင်ငံမှာခင်ဗျာတူရီစင်တွေလာပါလာပါဆိုပြီးတော့ဒါစီးရုံမှုကလက်ရှိကာလတော့မထီရောက်ဘူးကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ ငလင်မေးချောက်ကျွန်တော်နိုင်ငံရှုံးတယ်ဆုံးရှုံးမှုတွေအကြီးရှိတယ်သာသနာရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဆုံးရှုံးမှုအကြီးရှိတယ်ကျွန်တော်နိုင်ငံရှေ့အောင်ပထိုးတွေအများကြီးဆုံးရှုံးတယ်ကျွန်တော်နိုင်ငံရဲ့လူပေါင်းများစွာသေချာရတယ်ထောင်ထဲကြီးသေချာရတယ်မိသားစုသေခွဲခွဲရတယ်ရှင်ခွဲခွဲရတယ်အဲ့ဒီအရှုံးတွေရတယ်ကျွန်တော်အမျက်ထုတ်နိုင်မှုလို့တယ်အမျက်ထုတ်တဲ့အခါမှာဘလို့လူတွေအမျက်ထုတ်လို့ရလဲဆိုရင်လက်ရှိကျွန်တော်တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်တွေရှိတယ်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရှိတယ်အဲ့ဒီအစိုးရအဖွဲ့တွေကလက်ရှိကျွန်တော်တို့ဒီနေပြည်တော် မန္တလေးရှမ်းပြည်နယ်တောင်ပိုင်းမန္မန္တလေးတိုင်းပေါ့ဗျာစားပြည်စကိုင်းတိုင်းစကိုင်းမြို့ပေါ့ဗျာအဲ့ဒီနေရာတွေမှာကျွန်တော်နိုင်ငံတကာရဲ့လူမှုကူညီအဖွဲ့တွေရှိတယ်ဒီအဖွဲ့တွေကိုဒီအဖွဲ့တွေကိုဒီတိုင်းစုအဖွဲ့ရဲ့စီမံမှုနဲ့တော့မဟုတ်ကျွန်တော်တို့တပ်ပါတီရဲ့စီမံမှုနဲ့ဒီလူမှုကူညီအဖွဲ့တွေရှိရတဲ့နေရာမှာမနက်ခင်းမှကျွန်တော်တို့ဖျဲသီးသွားကြွေးရတယ်တနခါသွားလိမ့်ပြီးတာတွေဗျာလက်ဖက်တော့သွားကြွေးရတယ်ဗျာအဲ့အေးမှုသွားပေးတာတွေဗျာဖြော်ရည်သွားတိုက်တာတွေဗျာလုတ်ပလိုက် အဲ့လိုမျိုးတွေလုတ်လိုက်ပြီးဆိုဟာမြန်မာနိုင်ငံကဒီလိုမျိုးလားဒီပုံရိပ်တွေတွေ့ရပြီဆိုရင်သူရဲ့တက်ဆိုင်ရာနိုင်ငံတွေကလည်းဟာငါတို့မြန်မာနိုင်ငံကိုဒီတဲ့ပုံပြီးကူညီမှရမယ်ဆိုတဲ့အသည့်တွေရောက်လာလိမ့်မယ်အဲ့လိုလုတ်တဲ့အခါမှာလည်းကျွန်တော်တို့ဒါ uniform ကြီးတော့ဝတ်မသွားနဲ့ပေါ့ဗျာကျွန်တော်တို့ကဘယ်ဝန်ကြီးဌာနလာပါသည်ဟိုအဖွဲ့ကလာပါသည်ဆိုတော့ဟိုဌာနကလာပါသည်အဲ့လိုတော့သွားမလုပ်နဲ့ပေါ့အဲ့လိုဆိုတော့မလှဘူးအဲ့တော့စီယုံရတဲ့အခါမှာကျွန်တော်ပြည်သူကနေပြည်သူကိုစီယုံတာကပို့ထီရောက်တယ်ပြည်သူကနေပြည်သူစီယုံတာအဲ့တော့အစိုးရဘက်ကလာလှူတဲ့အရာကို ဒီလူမှုကွန်ရက်ဖွဲ့ကစားတာထက်ဒေသမှာရှိတဲ့ပြည်သူတွေကလာလူတော်ကိုစားတာကတို့ကပူပြီးအားရှိတယ်ဗျအားရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီလက်ရှိဒီတိုင်းပြည်အစိုးရအဖွဲ့အနေနဲ့လည်းဒါကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့လူမှုကွန်ရက်အဖွဲ့တွေကိုပံ့ပိုးပေးပါလှူပေးပါလှူတဲ့အခါမှာကျွန်တော်တပ်ပါတီအနေနဲ့လှူရင်ပို့ထိရောက်ပါတယ်အဲ့လိုမျိုးတွေကျွန်တော်တို့သွားပြီးတော့အသင်းအဖွဲ့တွေသွားလှူတယ်ဆိုရင်ပို့ထိရောက်ပါတယ်ပြီးရင်ကျွန်တော်တိုင်းစိုးဘောလှူပေါ့ဗျာဘလူးနဲ့ပြောတော့မဟုတ်လှူပါ လှူပါကျွန်တော်ပုံစံမျိုးစုံနဲ့လှူလို့ရတယ်သူတို့နဲ့အများအားထိတွေ့ပါအဲ့ဒီထိတွေ့မှုတွေကသူတို့ရဲ့တပ်ဆိုင်ရာနိုင်ငံတွေကနိုင်ငံသူနိုင်ငံသားတွေကပြန်ကြည့်ဟာမြန်မာနိုင်ငံကမာမြန်မာနိုင်ငံပင်ကိုစိရင်ကဒါပါလားဟာငါတို့မြန်မာနိုင်ငံတည်ငြိမ်တော့ငါတို့သွားမယ်ဟာငါတို့မြန်မာနိုင်ငံမှာရှိတဲ့ငလီမိတ်တို့ငါတို့လှူကြမယ်ဆိုတဲ့အသည့်တွေရောက်သွားလိမ့်မယ်ပင်တပ်ဆိုင်ရာအစိုးရဖွဲ့တွေကလည်းဟာငါတို့ငါတို့ရဲ့ငါတို့နိုင်ငံသူနိုင်ငံသားတွေကိုလည်းသူတို့ပြန်ပြီးပြုံလာပါလားပြန်ပြီးဖော်ယူလာအဲ့ဒီအရာတွေကတိုက်ရောက်မှုအကြီးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့က ဒီအရာနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါအရှုံးတွေကနေပြီးတော့ကျွန်တော်အမြတ်တွေထုတ်နိုင်ဖို့လိုတယ်အမြတ်တွေထုတ်နိုင်ဖို့လိုတဲ့အခါမှာလည်းကျွန်တော်တို့တကယ်တိုင်းပြည်တိုင်းစူအဖွဲ့တွေရဲ့အားလည်းလိုတယ်အရက်ဘက်ဖွဲ့တွေအားလည်းလိုတယ်ဒါလေးကိုလုတ်ပေးခြင်းအဖြစ်ဒါမြန်မာနိုင်ငံမှာကျွန်တော်တို့တကယ်ကုညီမှုတွေကဒူးနဲ့ဒဲနဲ့ရမှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံတည်ငြိမ်သွားရေးဆိုတည်ငြိမ်သွားခဲ့ရင်လေဒီနိုင်ငံတွေကမြန်မာနိုင်ငံကိုလာပြီးတော့ကျွန်တော်လာပြီးတော့ဒါခီးသွွားလုပ်ငန်းတွေဒါမြန်မာနိုင်ငံမှာခီးသွွားလုပ်ငန်းတွေပြန်ပြီးဖွံ့ဖြိုးပါပါ ကျွန်တော်ခင်ဗျားတို့ဒီမြန်မာနိုင်ငံမှာခီးသွွားလုပ်ငန်းတွေဘလောက်ပဲခင်ဗျာပရိုဂျက်တာနဲ့နိုင်ငံတကာဆင်းဆင်းသူတို့ရဲ့ရင်ပတ်ထဲကိုတိုင်ရိုက်မထိပါဘူးတိုင်ရိုက်ထိဖို့ဆိုရင်လက်ရှိအချိန်ကတိုင်ရိုက်ထိဖို့အတွက်လုပ်ဖို့အတွက်အခွင့်အရေးကောင်းပါအချိန်ကကောင်းပါကျွန်တော်တို့အရှုံးတွေကလည်းကျွန်တော်တို့အမျက်တွေအမျက်ရောင်းယူဖို့လိုပါတယ်ယူဖို့လည်းလိုပါတယ်လုပ်ကိုလုပ်ရမယ့်အနေထားပါလုပ်ဖို့လိုပါတယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကြိုဆိုးပါပြီးကျွန်တော်လည်းပြီးခဲ့ရက်ကငလင်းတန်းမှာကျွန်တော်လည်းပါသွားပါတယ် ကျွန်တော်လည်းပါသွားပါတယ်တိုးတော်လည်းပဲကျွန်တော်ကဒါမိသားစုဝင်တွေမဆုံးရှုံးဘူးကျွန်တော်ရဲ့လုပ်ဖို့ကင်ဘက်တွေမဆုံးရှုံးဘူးအဲ့တော့ဒါကတော့ကျွန်တော်တို့ကောင်းတဲ့အချက်တွေပေါ့အဲ့တော့ကျွန်တော်တို့ဒီရုံးလုံငန်းတုံးပစ္စည်းအချို့တော့ဒီထိခိုက်မှုတော့ရှိတာပေါ့ဒီလောက်ပါပဲထို့တူပါပဲကျွန်တော်တို့ဒီငလင်ဘေးမှာကျွန်တော်တို့ရဲ့မိတ်ဆွေတွေကျွန်တော်တို့ရဲ့နိုင်ငံနိုင်ငံသားတွေတည်ဆုံးခဲ့ရတယ်များစွာထိခိုက်ဒဏ်ရာရခဲ့ရတယ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေများစွာဆုံးရှုံးခဲ့ရတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ရှေးအောင်စီဒီပထိုးတွေ များစွာပျက်စီးဆုံးရှုံးရတယ်အလားတူပါပဲဒါဆရာတော်တန်ဃာတော်တွေများစွာလည်းကျွန်တော်တို့ဒါပြန်လည်တော်မူခဲ့ရတယ်ဒီငလင်ဘေးကတော့ကျွန်တော်နိုင်ငံတွင်အကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီဟာကတော့ဒီကာလာတူနဲ့ပြန်လည်ထူထောင်ရတော့ကျွန်တော်တို့ကာလာတူနဲ့မရပါဘူးဒါတော့ကာလာရှေမှာပါကာလာရှေအနေထားနဲ့ဆက်သွားမယ်အနေထားပါပဲဘာကြောင့်လဲဆိုတော့ဒီငလင်ရဲ့ဒါထိခိုက်မှုကအိန္ဒိယကတော်တော်ကျဲပါတယ်အဲ့တော့ကျွန်တော်တို့သတင်းဖြစ်စဉ်ကိုပဲစပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ လာရှိုးမြို့အတွင်းမှာလာရှိုးမြို့မှာရှိနေတဲ့ဒီကိုကံအဖွဲ့ကြီး MMDA အဖွဲ့ကြီးဒါပြန်လဲဆုတ်ခွာသွားမယ်အချိန်ဒီပါဒီကနေ့ဒီချိန်နဲ့ပတ်သက်ပြီးတော့ဒါအခြားသောအခြားသောကျွန်တော်တို့ဒီပြည်တွင်းပြည်ပမီဒီယာတွေအားလုံးဒီပေါ်မှာကျွန်တော်တို့စူးစိုက်ဆိုင်ရေးသားဖော်ပြနေတာတွေတွေ့ရပါတယ်ဒါကတော့လက်ရှိလာရှိုးမြို့မှာရှိနေတဲ့ MMDA အဖွဲ့ကြီးက April 27ရက်နေ့မတိုင်ခင်ဒီလာရှိုးမြို့ကနေပြီးတော့အပြေးထွက်သွားတော့မှာဖြစ်ပါတယ်ဒီနေ့ဆိုရင်လည်းပဲဒါလာရှိုးမြို့မှာရှိတဲ့ လာရှုမျိုးဒီကိုကန့်အဖွဲအောက်မှာရှိတဲ့ဒီစီရီယံဝန်ထမ်းတွေပေါ့အဲစီရီယံဝန်ထမ်းတွေကသူတို့ဒီကိုကန့်အောက်မှာကိုကန့်တပ်ဖွဲ့ရဲ့ကိုကန့်အဖွဲရဲ့အောက်မှာစစ်သွေးကြော MMD ရဲ့အောက်မှာသူတို့တွေကဒါဝင်ပြီးတော့လောက်ကင်နေပေါ့ဗျာဒီနေ့အပြင်ဒီစီရီယံနေနဲ့ပတ်သက်ရင်စီရီယံနဲ့ပတ်သက်ရင် MMD ကပြန်ပြီးတော့သူတို့အလုပ်ပြန်ခန့်နေပေါ့ဒီကနေ့တော့သူတို့ကိုလုပ်ငန်းရပ်ဆိုင်လိုက်ပြီလုပ်ငန်းရပ်ဆိုင်လိုက်ပြီလုပ်ငန်းတွေထုတ်ပယ်လိုက်ပြီအဲ့တော့ ဒီ MMD ဖွဲ့ကပြီးခဲ့တဲ့ကျွန်တော်တို့ဒီ2024ခုနှစ်ဩဂုတ်လ3ရက်နေ့မှာသူတို့ကဒီလာရှုမျိုးကိုအလုံးစုံသူတို့ထိန်းချုပ်တယ်ထိန်းချုပ်ပြီးတဲ့နောက်နောက်ပိုင်းမှာ MMD ကဒီလာရှုမျိုးပြန်လဲလက်ပတ်ရေးအထွတ်သူတို့ရဲ့အုတ်ချွေရန်တရားကိုသူတို့ထူထောင်တယ်ထူထောင်တဲ့အခါမှာလိုအပ်တဲ့လိုအပ်တဲ့ကျွန်တော်တို့ဒီဝန်ထမ်းအင်အားပေါ့ဝန်ထမ်းအင်အားကိုသူတို့ကဒီ MM ဒီဒီ NUG အဖွဲ့ထက်ကနေသူတို့တောင်းတယ်တောင်းတဲ့အခါမှာ NUG ဖွဲ့ကဒီသူတို့သူတို့အောက်မှာဆင်းရှိတဲ့ CDN တွေကိုဒီလာရှုမျိုးမှာပြန်ပြီးနေရာချတယ် လက်ရှိတော့ MMD အဖွဲ့ကသူတို့ဧပြီလ22ရက်နေ့မတိုင်ခင်သူတို့လာရှိုးမျိုးကနေသူတို့ဆုတ်ခွာရမယ်အဲ့တော့သူတို့ဘယ်ကိုဆုတ်ခွာမလဲဆိုတော့ကျွန်တော်တို့အတိအကျတော့မသိဘူးလက်ရှိတော့သူတို့ရဲ့ပစ္စည်းတွေကကျွန်တော်တို့ဒါလောက်ကင်ဘက်ကိုရွှေ့ပြောင်းနေရလို့တော့ကျွန်တော်တို့ဒီ data ကန်တွေကတော့အတိပြုပါတယ် data ကန်တွေကတော့အတိပြုတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဆက်ပြီးစဉ်းစားဖို့ရှိတာကဒီ MMD အောက်မှာရှိတဲ့အောက်မှာရှိတဲ့ဒီကြက်ရခင်ကျမကြီးဝန်ထမ်းတွေပေါ့စီရီယံဝန်ထမ်းတွေသူတို့ရဲ့အနာဂတ်ပဲဆက်သွားမလဲပေါ့အော်သူတို့ကဒီ MMD အဖွဲ့ ရှိတဲ့နေရာကိုသွားပြီးလိုက်ပါလားသို့မဟုတ်တို့ဘယ်ကိုသွားမလဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ MMD ရဲ့အုတ်ချိုရန်နေရာတွေမှာရှိနေတဲ့အဖွဲ့တွေပါပြီးရင်ကျွန်တော် MMD ရဲ့ဒီသူတို့ရဲ့ဒီရဲတပ်ဖွဲ့ပေါ့ဗျာသူတို့ကအဲ့မှာရှိနေတဲ့ဒါဒီစီဂျင်ရန်နေလောက်ကောင်နေသူတို့ရဲ့အနာဂတ်ဘာမှဆက်ရှိမလဲပေါ့အဲ့သူတို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဒီတက်မတော်ကအေးလာချိုမျိုးကိုပြန်ပြီးဝင်ရောက်လာပြီဆိုရင်တော့ဒီအဖွဲ့တွေလည်းသူတို့အာသူတို့ဒီ MMD နဲ့တခါလဲလောက်ကင်ဘက်ကိုလိုက်သွားမှာလား ဒါမှမဟုတ်သူတို့ဘယ်ကိုဆက်သွားမလဲပေါ့ဒါတော့တော်တော်လေးကျွန်တော်တို့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပေါ့ကောင်းတဲ့အခြေအနေအဲ့တော့ဒီ MMD ရဲ့လက်ကင်ထုတ်တွေကတော့ကျွန်တော်တို့တော်တော်လေးကိုသူတို့ကာလာမှာတော်တော်လေးကိုကျွန်တော်တို့ဒါလက်ဆောင်ထက်တယ်လို့ပဲကျွန်တော်ပြောရမှာပါလက်ဆောင်ထက်တဲ့နေရာမှာကျွန်တော်ကောင်းတဲ့နေရာမှာလက်ဆောင်ထက်တာမဟုတ်ပါဘူးအဲ့တော့ဒါကကျွန်တော်တို့ဒီတက်မော်သားတွေရဲ့အိမ်မလို့ဒါကနိုင်ငံဝန်ထမ်းတွေရဲ့အိမ်မလို့ဒါကဒီရွာရဲ့ဒီမျိုးရဲ့မျက်နှာပုံစီဝိုင်းလုပ်ငန်းရှိအိမ်မလို့ဆိုပြီးတော့ဒီအိမ်ရဲ့အတွင်းပစ္စည်းတွေသူတို့ဖောက်ယူပါတယ် ဖောက်တဲ့ခါမှာဒီ MMD ရဲ့ဒီလက်ကင်ထုတ်တွေကပဲဖောက်တာပါအဲ့တော့အဲ့ဒီဟာတွေကဘသူဘသူတွေဆိုရလဲသိပါတယ်ဒါတွေကလည်းကျွန်တော်တို့ဒါဘာတွေဆက်ဖြစ်မလဲပေါ့ဒါတော့ကျွန်တော်တွေးကြရပေါ့ဒါကတွေးကြရဖြစ်ပါတယ်ညပြီးခဲ့တဲ့အဲပြီးခဲ့ကျွန်တော်တို့ဒီတက်မလွန်ရဲ့အခမ်းအနားမှာတက်မလွန်ရဲ့အခမ်းအနားမှာဗိုလ်ချုပ်စော်မင်းထွန်းရဲ့ဒီမီဒီယာတွေတွေ့တဲ့အခါမှာဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်မီဒီယာတွေကိုဒီ MMD နဲ့သူတို့ရဲ့ဒီဒီဒီနိုင်ငံတော်ရဲ့တွေ့ဆုံမှုမှာဆိုရင်တက်မလွန်ရဲ့တွေ့ဆုံမှုမှာဆိုရင်ဒါကောင်းမွန်တဲ့ဒါဆွေးနွေးမှုတွေရှိတယ် ောင်မြင်မှုတွေရှိတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီတက်ရောက်မှုအနေနဲ့ဒါဒီဒီနေ့ဒါဧပြီလ၄ရက်နေ့မှာဒါကျွန်တော်သတင်းတွေထွက်လာတာက MMD အဖွဲ့တွေကဧပြီလ27ရက်နေ့မတိုင်ခင်ဒါလာရှိုးမျိုးကနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ဒါရွှေပြောင်းမယ်အခြေအနေပါအဲ့တော့လာရှိုးမျိုးရဲ့အနေအထားကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လာရှိုးမျိုးကိုလာရှိုးမျိုးကို MMD အဖွဲ့တွေကဧပြီလ27ရက်နေ့မတိုင်ခင်မှာသူတို့ရွှေ့ရမယ်သူတို့ရွှေ့ရတဲ့အခါမှာသူတို့ဘယ် area ကိုရွှေ့မလဲဆိုတာလည်းဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့မြန်မာနိုင်ငံကြီးရဲ့အခြေအနေကတော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကကျွန်တော်တို့နောက်ွယ်ရနေတရုတ်မရက်တည်ရင်ဘာမှလုပ်လို့မရပါဘူးကျွန်တော်ရှမ်းပြည်မှာဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့10 29ပထမလိုင်းဒုတိယလိုင်းတွေမှာနောက်ွယ်ရနေကျွန်တော်တို့ဒါတရုတ်နိုင်ငံရှိခဲ့ပါတယ်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒါအမှန်တရားပါတရုတ်ရှိခဲ့ပါတယ်လက်ရှိလဲကျွန်တော်တို့လက်ရှိလဲဒီလက်ရှိအရွေတွေကလည်းဒါတရုတ်ရှိပါတယ်တရုတ်ရှိပါတယ်တရုတ်ကလည်းဒါသူတို့ရဲ့နိုင်ငံတော်အစစ်စီမံခန့်ကြီးဖြစ်တဲ့ အမြန်မာနိုင်ငံကိုကျွန်တော်တို့မူဆဲပေါ့ဗျာမူဆဲရတယ်သူတို့လမ်းကြောင်းတွေဝင်မယ်ရှမ်းပြည်နယ်မြောက်ပိုင်းကိုရှမ်းပြည်နယ်မြောက်ပိုင်းဒါမူရှမ်းပြည်နယ်မြောက်ပိုင်းပေါ့ဗျာတရုတ်နယ်စပ်မူဆဲရတယ်စမယ်အဲ့ဒီလက်ရှိဒီလက်ရှိလမ်းလက်ရှိကျွန်တော်တို့ဒီရှမ်းမြောက်လမ်းကြီးအတိုင်းမန္တလေးကိုဝင်မယ်မန္တလေးရန်ကျွန်တော်ကြောက်ဖြူကိုဆင်းမယ်အဲ့ဒီကားလမ်းယထာလမ်းစီမံကိန်းရှိတယ်အဲ့ဒီကားလမ်းယထာလမ်းစီမံကိန်းစဖို့အတွက်ကကျွန်တော်တို့ရှမ်းမြောက်ဒေသမှာရှမ်းမြောက်ဒေသမှာကျွန်တော်တို့ဒါနေမြေတည်ငြိမ်မှုလိုတယ်အဲ့တော့လက်ရှိဒီနိုင်ငံတော်ဘက်မှာလည်းကျွန်တော်ကြီးနေရှိတယ် နိုင်ငံတော်ဘက်ကလည်းကြီးရှိတယ်ဒီအဖွဲ့တွေရှင်သူစီမံကိန်းဆက်မလုပ်ဘူးတဘောကကျွန်တော်နားလဲရတာအဲ့တော့ MMD ကလည်း MMD ကလည်းကျွန်တော်တရုတ်ကိုမလွန်ဆန်နိုင်ဘူးမလွန်ဆန်နိုင်တဲ့မလွန်ဆန်နိုင်တဲ့အတွက်တရုတ်ကလည်းသူ့အကျိုးစီးပွားသူကြည့်မှာပဲသူ့အကျိုးစီးပွားသူကြည့်တဲ့အခါကျတော့ဒီအကျိုးဆက်တွေကဒီလိုဖြစ်လာတာပေါ့အဲ့တော့ဒီမှာကျွန်တော်ဆက်ပြီးစဉ်းစားစရာကောင်းတာကလက်ရှိဒီလာရှိုးမျိုးပေါ်မှာ PDF တွေရှိတယ်လာရှိုးမျိုးကိုတိုက်ခဲ့စဉ်ကလည်း PDF တွေပါတယ်ငါဆောင်ကားတော့အဖွဲ့တွေပါတယ်တော်တော်ပါပါတယ်ဒီဖွဲ့တွေတော်တော်များများသေးပါတယ် ဲ့အဲ့ဒီအဖွဲ့တွေကဒီတပ်မတော်ကဒီလာချုံမျိုးကိုပြန်ပြီးဝင်တဲ့အခါမှာဒီအဖွဲ့တွေကတပ်မတော်ကိုပြန်တိုက်မှာလားဒါမှမဟုတ် MMD နဲ့ပါသွားမှာလားဒါမှမဟုတ် MMD ကလည်းသူတို့ကိုခေါ်လို့မရအောင်လက်ရှိအခြေအနေကခေါ်တဲ့တယောက်ကသူတို့ကိုကြိမ်မှာအဲ့တော့ဒီ PDF တွေက PDF တွေကကျွန်တော်တို့ဒီ KYI နဲ့သွားပေါင်းမှာလားသို့မဟုတ် TNL နေမြေတဲကိုဝင်သွားမှာလားဝင်ပြီးတော့တိုက်မှာလားတော်တော်လေးတော့ကျွန်တော်တို့အခြေအနေကစိတ်ဝင်စားဖို့ကောင်းတယ်နောက်တဲ့အခြေအနေတစ်ခုကကျွန်တော်လာရှိုးလာရှိုးကိုတပ်မတော်ကတပ်မတော်ကကျွန်တော်ရောက်သွားပြီဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့စည်ရေးနိုင်ငံအခြေအနေကပြောင်းသွားပြီ။တစ်ဖက်မှာလည်းကျွန်တော်တို့ဒါဒါကျွန်တော်တို့ဒီလိုင်ဆိုင်ရဲ့စည်ရေးနိုင်ငံအခြေအနေလည်းပြောင်းသွားပြီ။ရှမ်းပြောင်းနယ်ကျွန်တော်လိုင်ဆိုင်နဲ့လည်းချိတ်ဆက်နေတာ။ပြီးသွားရင်လည်းပဲကျွန်တော်တို့တစ်ဖက်မှာဒါလာရှုပ်မြို့ကိုတက်မလို့ကရောက်ရောက်သွားပြီဆိုရင်တစ်ဖက်မှာကျွန်တော်တို့ TNL အတွက်နောက်ထပ်စစ်မျက်နှာတစ်ခုကထပ်ဖွင့်ရအောင်။အဲ့တော့ကျွန်တော်တို့တီဘဲကြောင်တီဘောကြောင်ပဲပေါ့ဗျာ။တီဘောကြောင်ပဲနောက်ချိုးပေါ့။အဲ့တော့အဲ့ဒီလမ်းပိုင်းမှာကျွန်တော် TNL ကစစ်မျက်နှာပြင်တစ်ခုထပ်ဖွင့်ရမယ်နေတာဖြစ်သွားပြီ။ လက်ရှိလက်ရှိဒီနောင်ချိုနောင်ချိုနဲ့ဒီပြင်းလွင်နောင်ချိုဆက်တိုက်ပွဲတွေပြီးရင်ကျွန်တော်ရှမ်းတောင်နဲ့ရှမ်းမြောက်ကြားမှာရှိတဲ့ဒါတောင်ခဲဧရိယာတိုက်ပွဲတွေမှာဆိုရင် DNL ကတတော်ကြီးကိုသူတွေအားရင်းနဲ့တတော်ကုန်ခန်းသွားပြီကုန်ခန်းတဲ့အတွက် DNL ကနောက်ထပ်စစ်မျက်နှာတစ်ခုထပ်ဖွင့်ရမယ်ဆိုရင်လာရှိုးကလာရှိုးရဲ့ဒီစစ်မျက်နှာတစ်ခုကို DNL ကထပ်ဖွင့်ရအောင်မယ်ဆိုရင် DNL တော့ကကျွန်တော်တတော်ကြီးကိုအထိနာသွားမယ်အခြေအနေပဲအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီသတင်းပြန်ချောရမယ်ဆိုရင်ဧပြီလ27ရက်နေ့မတိုင်ခင်မှာလာရှိုးမှာရှိတဲ့ MMD အဖွဲ့တွေက လာရှုမျိုးကနေသူအလုံးကြီးနဲ့သူတို့ဆုတ်ခွာတော့မယ်အဲ့မှာကျွန်တော်တို့ဒါနံပါတ်၁ချက်ကကျွန်တော်တို့ဒီ MLD အောက်မှာဝင်ရောက်လှုပ်ရှားခဲ့တဲ့စီရီယန်တွေအလွှာသီးသီးကစီရီယန်တွေသူတို့ရဲ့အနာဂတ်ပါဆက်ဖြစ်မလဲပြီးတော့ကျွန်တော်တို့ဒီ MMD ရှိစဉ်ကာလကလက်ဆောင်ထပ်ခဲ့တဲ့ဂျွန်တပေါက်တွေဖြစ်ခဲ့တဲ့အဒီဒီအမျိုးဘွားတို့ကျွန်တော်တို့ဒီ NLD အတိုင်းဝိုင်းပေါ့ဗျာရခိုင် NLD အတိုင်းဝိုင်းနေနဲ့ဆက်ဆက်တဲ့အဖွဲ့တွေသူတို့ရဲ့အနာဂတ်ပါအနာဂတ်ပါဆက်ဖြစ်မလဲပြီးတော့ကျွန်တော်တို့ဒါ KIA နဲ့ KI ရဲ့အခြေအနေပေါ့ဗျာလက်ရှိကျွန်တော်တို့လာရှိကတစ်ဖက်မှာကျွန်တော်လိုင်စာကြီးထိန်းတဲ့အနေအထားရှိတယ်တစ်ဖက်မှာကျွန်တော်ရှိုင်းမြောက်ကြီးထိန်းတဲ့အနေအထားဖြစ်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါ TNL နဲ့ဒါပြန်ပြီးတော့အခြေအနေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ကျွန်တော်ဒီလက်ရှိ April ကတကယ်ဒီတကယ်ကျွန်တော်တို့စီးရေးနိုင်ငံရှိရှိုင်းမြောက်ရဲ့စီးရေးနိုင်ငံအခြေအနေကတကယ်ကိုကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ကျွန်တော်ကိုကန့်ကသူတို့ဘယ်နေရာတွေမှာသူတို့အခြေချမလဲဒါမှမဟုတ်ကျွန်တော်ရခင်ရခင်ကျွန်တော်တို့ကိုကန့်ကိုပိုင်အုတ်ချခွင့်ရဒေသမှာပဲသူတို့လှုပ်ရှားမှာလား ဘာတွေဆက်ဖြစ်မလဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဗိုလ်ချုပ်စုံမင်းတို့ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့အဲကျွန်တော်တို့ဒီတက်မလို့နေခဏမှာမီဒီယာတွေတွေ့တဲ့ခါမှာမီဒီယာတွေ့တဲ့ခါမှာတော့ကျွန်တော်တို့ဒါ MMB နဲ့တွဲဆုံဆွေးနွေးမှုတွေကအောင်မြင်တယ်လို့ပြောတယ်အောင်မြင်တယ်လို့သူပြောတယ်ဒါလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ TNL ကလည်းလက်ရှိသူ့မှာရန်များနေတာ TNL က MMD နဲ့လည်းပြဿနာဖြစ်တယ် PDN နဲ့လည်းပြဿနာဖြစ်တယ် KI နဲ့လည်းပြဿနာဖြစ်တယ်အဲ့တော့ပြီးရင်ကျွန်တော်တို့ဒါဒါမြောက်ပိုင်းရှမ်းနဲ့လည်းသူတို့ပြဿနာဖြစ်တယ် တီအန်အယ်ကတကယ်ကိုရမ်းများတယ်နောက်တစ်ခုကဒီရှမ်းမြောက်မှာတည်ရှိတဲ့လက်နက်ကင်အဖွဲ့တွေတဲ့လက်နက်ကင်အဖွဲ့များစွာတဲ့မှာတကယ်ကျွန်တော်တို့ပညာရေးအနေမှာဆိုအဖွဲ့အစည်းကိုပြရမယ်ဆိုရင်တော့ MM ဒီ TNL ပါ TNL ကတကယ်ကိုကျွန်တော်တို့ဒါပညာရေးနဲ့ပတ်သက်ရင်တတော်ကြီးကိုနိုင်ကြတဲ့အဖွဲ့ဖြစ်ပါတယ်အော်သူတို့ကတော့ဗျာငါတို့ကလက်နဲ့ရှိတယ်ငါတို့နေမြေချဲ့မယ်ဒီငယ်နေမြေငါတို့ပိုင်နေပေါ့ဗျာလက်နဲ့နဲ့နေမြေချဲ့မယ်ပေါ့သူတို့အဲ့ဒီသဘောရှိပါလေသို့တော်လည်းပဲသူတို့ရဲ့အခြေအနေကကျွန်တော်တို့တကယ်ကိုသူတို့ကသူတို့မှကျွန်တော်တို့ အမိခိုရမယ့်နေမည်မရှိဘူးနေမည်မရှိဘူးအဲ့တော့ MMD ကတော့ဗျာတစ်ဖက်မှာသူတရုတ်ဘက်ကရှိတယ်သူကဂျားထဲမှာကျွန်တော်တို့ကသွားဖင်သွားခုနေတာဖင်နဲ့စညက်တဲ့နေရာမှာနေနေရတာအဲ့တော့ TNL ရဲ့အနာဂတ်ကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တေချာတာကတော့ TNL ကတော့ကျွန်တော်တို့အချိန်မုန်းခံပဲနေတာပဲချိန်မုန်းခံပဲနေတာပဲ တော့ဒီရှမ်းပြောင်းရဲ့နိုင်ငံအခြေအနေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိကျွန်တော်တို့ဒီနောင်ချုံမျိုးအနည်းကိုလည်းဒီတက်မတော်ရဲ့ဆက်ကြောင်းတွေကရောက်နေပြီရောက်နေပြီတိုးတော်လည်းပဲကျွန်တော်တို့လက်ရှိကဒီအပြည့်ရဲ့ကာလာဆိုတော့တက်မတော်ရဲ့ဆက်ကြောင်းတွေကဒါကျွန်တော်တို့နေမျိုးကိုထောက်ထားတင်နေတာပဲရှိတယ်နောက်တစ်ဖက်မှာလည်းကျွန်တော်တို့ဒါလာရှိုးမှာလည်းလာရှိုးကိုလည်းလာရှိုးကိုလည်းကျွန်တော်ဧပြီလ27ရက်နေ့မတိုင်ခင်တက်မလို့စစ်ကြောင်းတွေကဒါကျွန်တော် เอกอาวุโสมินอองไลน์ ผู้นำรัฐบาลทหารเมียนมายืนยันนะครับว่าจะเดินทางมาที่กรุงเทพมหานคร เพื่อเข้าร่วมการประชุมสุดยอดผู้นำกลุ่มประเทศบิมสเทค4เมษายนนี้นะครับที่กรุงเทพมหานคร ซึ่งนับว่าเป็นการเดินทางเยือนประเทศไทยเป็นครั้งแรกของผู้นำคณะรัฐประหารเมียนมาครับ หลังจากที่ได้ก่อเหตุรัฐประหาร เมื่อเดือนกุมภาพันธ์2021 ไปฟังเสียงยืนยันจากโฆษกกระทรวงการต่างประเทศของไทยกันก่อนครับตกลงสถานะของผู้นำ กับผู้นําเมียนมาตอนนี้มาด้วยตัวเองหใช่ปะผู้นําเมียนมา มาครับท่านจะมาเข้าร่วมประชุมในการประชุมวันซัมมิตนะครับ โดยกําหนดการเดินทางผมยังไม่ได้รับการยืนยันแน่ชัดนะครับ ก็ทราบแต่ว่าได้ยืนยันว่าจะมาครับคุณเอครับชื่อรายชื่อพักเป็นธรรมท่านประธานครับวันนี้ผมขออนุญาตหารือท่านประธานผ่านไปถึงนายกรัฐมนตรี ให้ออกมาชี้แจงเหตุผลในการที่เชิญผู้นําเผด็จการทหารเมียนมาเข้าร่วมการประชุม ที่เรียกว่าความริเริ่มแห่งอ่าวเบงกอสําหรับความร่วมมืออันหลากหลายสาขาทางวิชาการและเศรษฐกิจบิมเซกท่านประธานครับ การจุดจุดยืนทางการทูตของประเทศไทยในครั้งนี้ผมว่ามันมีความอ่อนไหวในเวทีระหว่างประเทศ น่าจะมีถูกโจมตีอย่างแน่นอนครับท่านประธานครับ เพราะว่าไม่มีใครมีการเชิญผู้นำเผด็จการทหารเมียนมาเข้าร่วมการประชุมใหญ่ ๆ อย่างเป็นทางการมาหลายครั้งแล้ว ผู้นําคนนี้มินออนไลน์คนนี้ได้เดินทางไปแค่ประเทศรัสเซียกับประเทศจีนเท่านั้น ประเทศที่3ที่มีการเดินทางคือประเทศไทยในวันนี้ที่เครื่องบินจะมาถึงที่บอนอหดอนเมืองในเวลาบ่ายสองโมงเป็นเครื่องบินทหารของประเทศเมียนมาเข้ามาถึงประเทศไทยโดยตรง ต้องออกมาให้เหตุผลให้ได้ครับท่านประธานแต่หลายๆ คนวันนี้เราเห็นครับเพื่อนสมาชิกสภาผู้แทนราษฎร แสดงความเสียใจต่อคนที่รับความสูญเสียจากเหตุการณ์แผ่นดินไหวที่มีจุดเริ่มต้นจากที่พมา่า และเข้ามาถึงประเทศไทยและกระทบถึงจีนด้วยซ้ําไป หลายคนแสดงความเสียใจ แต่ประเทศไทยเรากลับเชิญผู้นําเผด็จการทหารเมียนมาเข้ามา ขออนุญาตเอาสไลด์ขึ้นมาครับดูสิครับหลังจากที่มีการเหตุการณ์แผ่นดินไหวเกิดขึ้นในวันที่ 28 มีนาคม เป็นเวลาตอนประมาณเกือบเที่ยงในที่ประเทศพมา่าหลังจากนั้นแค่2นาที ผู้นำเผด็จการมินออนไลน์ ได้มีการบอกให้เอาเครื่องบินลบในการที่ปูพรม โจมตีพลเรือน ทั่วประเทศ ั้งแต่วันที่ 28 ถึงวันที่ 31 นะครับ มีการโจมตีทั้งหมด 20 ครั้ง อันนั้นมีความสูญเสีย 12 ชีวิตที่ผ่านมาที่เราเห็น แต่ยังมีหลายชีวิตครับที่มีความสูญเสีย จนถึงเมื่อวานนี้มีการโจมตีทั้งหมด 48 ครั้ง ท่านประธานครับ เอาสไลด์ลงได้เลยครับ ท่านประธานครับ ครั้งนี้นายกรัฐมนตรีที่ชื่อว่า แพทองทานชินวัตรจำเป็นต้องออกมาแถลงชี้แจงว่าเหตุผลในการที่เชิญทางมินออนไลน์เข้ามาร่วมประเทศไทยอย่างเป็นทางการ หลายครั้งเราโดน การตอบสนองในเวทีระหว่างประเทศไม่ว่าจะเป็นการยกระดับกำแพงภาษีต่างๆนานาสหรัฐเริ่มทำเรียบร้อยแล้ว เพราะฉะนั้นวันนี้ครับต้องให้นายกรัฐมนตรีออกมาชี้แจงให้ได้ ว่าเหตุใดถึงมีการเชิญเผด็จการทหารมินออนไลน์เข้ามาร่วมในประเทศไทยอย่างเป็นทางการ